မင်္ဂလာပါညီကိုတို့ဒီနေ့ကတော့တီကိုနဲ့ဘာစီလိုနာရဲ့ဒါဖလားပွဲဆီမီဖိုင်နယ်ဒုတိယတကြောပွဲစဉ်ကိုပွဲချုပ်ခံမှန်းပြလို့ပြီးသွားမဲ့ feel လေးပဲဖြစ်ပါတယ်။အရှိတ်၃လပိုင်းမှာတော့ကျွန်တော်ရဲ့ tip တွေခံမှန်းချက်တွေကအဆင်မပြေခဲ့ဘူး။လွဲခဲ့တာများတယ်ဆိုတော့ဒီအတွက်လည်းကျွန်တော်တောင်းပန်ပါတယ်။ကျွန်တော်တို့ဘက်မှာကျွန်တော်တော်တော်လေးကိုပျောက်သွားခဲ့တယ်အခု၄လပိုင်းပြန်စားတဲ့အချိန်မှာတော့ကျွန်တော်ဒီပွဲချုပ်ခံမှန်းတွေကိုနေ့စဉ်တော့မဟုတ်ဘူးကျွန်တော်တပတ်ကိုအာကြိုက်တဲ့ပွဲမျိုးမှပဲကျွန်တော်ဗီဒီယိုလုပ်ပြီးတင်ပေးမယ်အာတပတ်ကမှတပွဲနှစ်ပွဲလောက်ပဲဖြစ်ကောင်းဖြစ်နိုင်မယ်ည9နာရီကျော်လို့မှ ခုနှစ်နာရီကျော်လောက်မှဗီဒီယိုတက်မလာဘူးဆိုရင်အဲ့ဒီနေ့ကအခုလိုမျိုးပွဲချုပ်ခံမဲမရှိဘူးလို့ပြောလို့ရတယ်ပေါ့လေဆိုတော့ဒီနေ့ပွဲလေးကတီကူနဲ့ဗာစီနဲ့ပွဲပောက်ကြီးကမနှက်နေတဲ့ညကအပြောင်းလဲသိမ့်မရှိဘူးဗာစီကပေးထားတယ် level 30အရှုံးဂိုးပေါင်းကြီးက၃လုံးတည်ဆွေးနေထားမှုဖြစ်တယ်အခြေအပြောင်းလည်းမရှိဘူးပေါ့လေပထမတစ်ကြော့တုန်းကဘာစီအိမ်ကွင်းမှာတုန်းက၄၉၄၉ဆိုတဲ့ result နဲ့တည်ကြခဲ့ရယ်ဆိုတော့ဒီနေ့တင်းရထိတဲ့တွေ့ဆုံမှုကဒီနှစ်မှာဒီရာဒီမှာ၃ချိန်တွေ့ဆုံခဲ့ပြီးပြီပထမတစ်ချိန်မှာက2-1ဆိုတဲ့ result နဲ့ ဒီကိုကနိုင်ခဲ့တယ်ပထမတစ်ချိန်မှာ total 3ကိုရှိရဒုတိယတစ်ချိန်မှာက8ကိုတတိယတစ်ချိန်မှာ6ကိုအလားလောက်တွေရှိတယ်ဗောလေဆိုတော့တွေးဆမှုတွေမှာတော်တော်လေးကိုဂိုးပေါ်တယ်လို့ပြောလို့ရတယ်လက်ရှိအခြေအနေကိုပေါင်းကြီး3လုံးတည်ဆိုတာကကြီးများတယ်လို့ကျွန်တော်မမြင်ဘူးဘာကြောင့်လဲဆိုတော့ဒီရာသီတွေးခဲ့တဲ့ပေါ်ကြီးအကုန်လုံးကနဲတာမဟုတ်ဘူး3ကိုကြီး8ကိုကြီး6ကိုကြီးဆိုတော့ကြောင့်မလို့နှစ်သင်းစလုံးကလည်းတွေးဆမှုတိုင်းမှာအပြန်အလှန်ကိုသိနာမျိုးတွေဖြစ်တယ်ဒါကြောင့်မလို့အာဂိုးပေါ်ကတော့နေချင်းစရာကောင်းတယ်ဗောလေဒါပေမဲ့တစ်ခုရှိတာကတီကိုအိမ်ကွင်းဖြစ်နေဆိုတော့တစ်ချက်ကြီး ပြီးတော့ဒုတိယတကြော့ရှုံးထွက်ဖြစ်သွားပြီးပထမတကြော့တော့မှသူတို့ဖွင့်ကန်ခဲ့ကြတယ်ဒုတိယတကြော့ဆိုရဲအခြေအနေရှိသေးတာကြောင့်မလို့ဖွင့်ကန်ခဲ့ဒါပေမဲ့ဒီတစ်ခါကနောက်ဆုံးအကြော့ဒုတိယတကြော့ဖြစ်သွားပြီးမလို့သူတို့ဖွင့်ကန်လို့မရတော့ဘူးထင်းထင်းသင်းသင်းကမ်းမယ်ဆိုအနေထားမျိုးအဘသူမှအမှားခံနေကြမှာမဟုတ်ဘူးပေါ့လေဆိုတော့ဒီမှာမှားလိုက်ရင်သူတို့အနေနဲ့ထွက်ကမယ် final ကိုမရဘူးဆိုတဲ့ကြောင့်မလို့ final မှာ re ရကကြိုပြီးတော့စောင့်နေပြီညံကလည်းတော်တော်လေးကိုးမြူတယ်ပေါ့လေ re ဆိုစီတန်းနဲ့တိုးတယ်ညံကအာ ဟို3ကို4ကိုအခြေပုံနဲ့ဆိုရင်တော့4ကို4ကိုဆိုတော့နည်းတဲ့ဂိုးတွေမဟုတ်ဘူးဂိုးပေါ်တော်တော်လေးကိုစောင့်နေတဲ့အနေထားမျိုးဖြစ်တယ်ဒါပေမဲ့ကျွန်တော်ဒီနေ့ညပွဲဘာကြိုက်လဲဆိုတော့ဒုတိယတကြောဖြစ်တာမဟုတ်လို့ပထမတကြောနဲ့ဂျောင်းမြန်ကွာချားသွားမယ်ထိမ့်ဆော့မယ်အဲရှုံးတဲ့အမှားခံနေကြမှာမဟုတ်ဘူးအဲရှုံးထွက်ဖြစ်နေတယ်နောက်ဆုံးအချိန်တွေဖြစ်နေပြီမို့လို့ကျွန်တော်ကဒီနေ့ပွဲကိုပေါက်ကြိုက်ပါတယ်ဆိုတော့ body ကိုတော့ရှောင်းနေတီကိုကတရားဒီမှာအသိဉာဏ်နဲ့တွေ့ဆုံနေအခါမှာသူတို့အနေနဲ့တော်တော်လေးကိုခြေစွမ်းပြလှုပ်ထားနိုင်တာမျိုးကြီးလည်းတွေ့ရတယ်ဗောလေဘာစီလိုနာဝင်ခွင့်ဖြစ်သွားတာအကြောင်းမို့လို့ကျွန်တော်ကတော့ body ကိုရှောင်းနေ ကိုပေါင်းကြီးထိန်းဆောင်မယ်လို့ထင်နေကိုအောက်ကြိုက်ပါတယ်ဆိုတော့ကျွန်တော်ရဲ့အကြိုက်ကတော့တီကိုနဲ့ပါစီအကိုပါတယ်ရဲ့ဒုတိယတကြော်ပွဲစီရင်ရှုံးတဲ့ပွဲစီမှာကျွန်တော်အကြိုက်ကတော့ကိုအောက်ဖြစ်ပါတယ်ထိန်းဆောင်မယ်လို့ထင်နေအဓိကတော့တီကိုကိုပို့ပြီးတော့မျောလိမ့်နေပါလို့ဆိုတော့တီကိုကပုံမှန်တိုင်းဆိုရင်တော့ထိန်းဆောင်တဲ့အသင်းဒါပေမဲ့ဒီယာဒီမှာတို့နေတိုက်စစ်ကလည်းအလုတ်ဖြစ်နေတယ်ကိုးတွေရရတယ်အသိဉာဏ်ဆုံးမှုမှလည်းအချိန်နဲ့ကောင်းနေတယ်ကျွန်တော်ကတော့တီကိုပဲပို့ပြီးတော့ထိန်းစောဖို့အတွက်အာကိုးထားတယ်မျှော်လင့်ထားတယ်ဒီနေ့ညပွဲ ကူအောင်တို့တဲ့၄ခုထိသွားမယ်လို့ကျွန်တော်မထင်ပါဘူးဒါကတော့ကျွန်တော်အကြိုက်အထင်မြင်ကိုပြပြပေးခဲ့တာဖြစ်တယ်ဆိုညကိုလေးလိုက်စောတဲ့အခါမှာလေအကိုအရှုံးခံနိုင်တဲ့အမောက်တစ်ခုကိုပဲဆော့ဖို့အတွက်ပြောချင်ပါတယ်ဆိုတော့ဘယ်ရမသေးကြာဆိုတာမျိုးတော့မရှိပါဘူးကျွန်တော်အကြိုက်အထင်မြင်ကိုတင်ဆက်ပေးသွားတာဖြစ်ပါတယ်ဆိုလီလာပိုင်အဖွင့်ပွဲအတွက်ဆိုရင်တော့ဒီကိုနဲ့ဘာစီလိုနာရဲ့ပွဲပွဲချုပ်ခံမှန်း goal ဖြစ်ပါတယ်ဆိုတော့အလုံးပဲကြံကောင်းပါသည်ကျွန်တော်အကောမန့်မှာ Telegram channel link လေးချထားပြီးမယ် Telegram channel တဲ့ကိုလည်းချန်ထားနိုင်ပါတယ်ဆိုတော့ဒီ video လေးကိုလည်း like comment share လေးနဲ့အားပေးဖို့အတွက်မြစ်တာရဲ့ကပ်ပါတယ်ဖိတ်ခေါ်ပါတယ်ဆိုတော့အလုံးပဲ kulapa kang ngomba di nyikuru